ီးခရိုင်ဗရောင်းမြို့နယ်တဲကရင်းနှီးမြုပ်တဲ့ရက်ွက်တွေနဲ့ကြေးရွာတွေကိုအစိုးရကထောက်ပံ့ပေးတဲ့ကယ်ဆယ်ရေးပစ္စည်းတွေရင်းနှီးမြုပ်နေတဲ့အိမ်တိုင်းမရရှိတာကြောင့်ဒေသခံပြည်သူတွေအခက်အခဲနဲ့ကြုံတွေ့နေရပါတယ်။ဟင်းကိုသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဗျကျွန်တော်အခုရောက်ရှိနေတာကတော့ဘကိုးတိုင်းပြည်ခိုင်ထဲမှာရှိတဲ့ဗရောင်းမြို့နယ်မှာဖြစ်ပါတယ်ဒီဗရောင်းမြို့နယ်မှာဆိုလို့ရှိရင်ကျေးရွာရက်ွက်အုပ်စုပေါင်း48အုပ်စုရှိပါတယ်ရက်ွက်ကြီး10ခုနဲ့ဒီကျေးရွာအုပ်စုပေါင်း40ကျော်ရှိပါတယ် ဒီ data မှာဆိုလို့ရှိရင်တော့ရက်ွက်900ခွက်နဲ့ခြေရအုပ်စု6ခုကယင်းနှမြုပ်ချက်ခံနေရပါတယ်။ရှေ့ရကြာယင်းနှမြုပ်နေတဲ့ဒီရက်ွက်နဲ့ခြေရအုပ်စုတွေကိုအစိုးရဘက်ကပေါ့လာပေးတဲ့ကယ်ဆယ်ထောက်ပံ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ဂျာထဲမှာဒီအငင်းပွားစရာတွေရှိနေတယ်။ဒီနားလည်မှုလွဲနေတဲ့အဖြစ်တွေရှိနေတယ်လို့ကျွန်တော်သိနေရပါတယ်။ဆိုတော့ဒီကိစ္စတွေဘာကြောင့်ဖြစ်ရလဲဆိုတာကိုသိရဖို့တဲ့ဒီမှာဒီရက်ွက်မှာနေထိုင်တဲ့သူတို့ကိုကျွန်တော်တောက်ရောက်မေးမြန်းကြည့်မှာဖြစ်ပါတယ်ခင်ဗျ။အဲသူတို့အချိန်ပိုင်းနဲ့ပေးတာဖြစ်တယ်ပေါ့နော်။ ဟိုသူတို့ခေါ်တဲ့အချိန်မှာလာမပေးတယ်အဲတန်းစီပြီးတော့ရက်ခွက်တစ်ခုလုံးကိုတန်းစီတယ်တန်းစီပြီးတန်းစီတဲ့အချိန်မှာပေးတယ်နောက်ကျသွားလို့မပေးတော့ဘူးလေဒီတော်မျိုးလေးတွေပေါ့နော်တကယ်ဆိုရင်ဘလို့ပဲဖြစ်ဖြစ်တိန်တစီရင်ကိုအကျိုးကြောင့်တော့လိုက်ပြောရမှာပေါ့နော်ဂျောင်ဂျောင်ကြောင်ရောလမ်းမာတန်းအောင်ပေါ့နော်ဟိုဥရလူပေးမယ်ဆိုတဲ့သဘောမျိုးတွေဖြစ်နေတယ်ပေါ့ပထောင်းပါလေအဲ့ဒီကျဲဒီကနေနောက်စီသားတရက်ွက်သေးပဲမျက်နှာတက်လာဖြစ်စီခြင်းတယ် အရှိတ္တာရရင်အနောက်တ္တာရရင်ဥရောဩကရသူရှိဦးကြီးအကုန်ယူသွားတယ်အဲ့လိုဖြစ်ပြောတယ်မနေ့ကပြောသေးတယ်ခင်ဗျားတို့တိုင်းနာတိုင်းနဲ့ဟောလို့လက်မောင်းချီပေါင်းဦးသားစပြောတာသူဩရအဲ့လိုပြောတာကျွန်တော်သဘောဆိုရင်အဲ့ဒီစီဝေရလိုက်ပြီးတော့ကျွန်တော်မအုပ်ချုပ်ရေးရုံတော့ဓာတ်လိုက်သွားကျင်တာ ဒီအချိန်နေရဆိုလို့ရှိရင်တော့ဒါရက်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ဒီလိုအပ်ချက်တွေကြောင့်ဒီလိုဖြစ်ရတာဆိုပြီးတော့ရွာသားတွေရောပြောတော့တာရှိပါတယ်ဒီလိုအချိန်နေတွေကိုထပ်မံမဖြစ်ပွားဖို့ဘာကြောင့်ဒီလိုတွေဖြစ်ရတယ်ဆိုတာတွေနဲ့ဒီနောက်ကိုမဖြစ်ဖို့အတွက်ကိုဘာကြောင့်ဘာတွေလိုအပ်ချက်တွေရှိနေလဲဆိုတာသိရဖို့အတွက်ကိုကျွန်တော်ရက်ကွက်အုပ်ချုပ်ရေးမှူးဦးကိုထပ်မံမေးမြန်းကြည့်ဦးမှာဖြစ်ပါတယ်ဗျ NGO ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကမကြုံရဘူးလေ။ဘာဖြစ်လို့မကြုံရသလဲ။တို့တို့ကကန့်သက်ကြံမရှိဘူး၊ညွှန်ကြားကြံမရှိဘူး။ကျွန်တော်တို့ကဘယ်လိုကောင်းမလဲ။အားလုံးကိုကျွန်တော်မျှတာတာဝေးပေးတာ။တို့တို့ကလည်းအလားအလာကိုသဘောကျတယ်။ တမန်တို့ကျွန်တော်တို့ကဟိုအစိုးရဘက်ကထောက်ပံ့တာသူဘယ်လိုကရွှေပြောင်းရွှေပြောင်းပြီးနေထိုင်တဲ့လူတွေရေရေနစ်မြုပ်ရေနစ်မြုပ်ပြီးတော့ရွှေပြောင်းနေထိုင်တဲ့လူတွေအဓိကထားပြီးပြီးတော့စင်းရင်ကောက်ပေးပါစင်းရင်ကောက်ပေးတယ်အဲစင်းရင်ကောက်ပေးပါမှာသူတို့ကဒါထောက်ပံ့ပြီဖြစ်စေချင်တာတော့ခုနကကျွန်တော်ပြောသူကမှတ်ချက်ချမယ်ဆိုတာပြောလို့ရပါတယ်အားလုံးပေါ့တပင်းကြီးကျွန်တော်ရောက်ကွာမှာအိမ်တော်သူရေဘလောက်ရှိတယ်လူရေဘလောက်ရှိတယ်အဲ့ဒီပုံမှာကျွန်တော်တို့ကထောက်ပံ့ရေးပေးမယ်ဆိုရင်အားလုံးကဒီလိုအဖြစ်မျိုးမဖြစ်နိုင်ပါဘူးအစင်အားလုံးအစင်ပြေနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ် ကယ်ဆယ်ရေးဥတီဌာနကနေပြီးတော့ဒီထောက်ပံ့ပေးထားတဲ့ပစ္စည်းတွေနဲ့ပါတယ်နောက်ပြီးကန့်သက်ချက်တွေဒီအစိုးရရဲ့အစိုးရဒီလုပ်ငန်းစဉ်တွေကန့်သက်ချက်တွေကြောင့်ဒီလက်ရှိခြေအနေတွေဖြစ်နေရတယ်ဆိုပြီးတော့တုံ့သက်သွားတာရှိပါတယ်ပြီးတော့ဒီဒေတာမှာရှိနေတဲ့သူတွေရဲ့ဒီကျမ်းမာရေးထောက်ပံ့မှုတွေပြပြဝါရရှိဖို့ ਨੇ ဒီနောက်ပြီးတော့ထပ်မံပေးမဲ့ဒီရိတ်ခထောက်ပံ့ရေးမှာလည်းဒီလိုမျိုးမဖြစ်ဖို့အတွက်ကိုသူတို့တွေကဒီအစိုးရကိုပြပြဝါပေးနိုင်ဖို့ဆိုတော့သူတို့တောင်းဆိုကြရတယ်ရှိနေပါတယ်ခင်ဗျာကျွန်တော်ဟိန်ကိုပါ